ာလေလုယာဖခင်ကျေးဇူးတော်ချီးမွမ်းပါတယ်ဒီနေ့ကျွန်တော်တို့ရာဇဝင်ချုပ်ပထမဆောင်အခန်းကြီး7เนาะကျွန်တော်အဲ့ဒါကိုလေ့လာသွားမှာဖြစ်တယ်ဒီခုအထူးသဖြင့်တော့ကျွန်တော်ဗာပြောခြင်းလဲဆိုဒါဝိရဲ့ဘဝမှာဘာပဲလှုပ်လှုပ်ပေါ့သူဖယောင်းကိုမေးလျှောက်တယ်အဲ့တော့ဖယောင်းကိုမေးတယ်ဆိုတာအင်မတန်အရေးကြီးတယ်လှုပ်ရမလားမလှုပ်ရဘူးလားဒါမှမဟုတ်ဘာလှုပ်ရမလဲနောက်ခုဘယ်တော့လှုပ်ရမလဲဟာလားဘယ်သူနဲ့ဆွေးနွေးရမလဲ ဘသူနဲ့ပူပေါင်းပြီးလောက်ရမလဲဘာပဲဖြစ်ဖြစ်ဘုရားခင်မေးရမယ်ဘုရားမှန်တဲ့အဖြေကိုပေးမှဖြစ်တယ်ဆိုတော့ဒီနေ့ကျွန်တော်ရဲ့အသက်တာထဲမှာဘုရားခင်ကိုမေးလျှောက်တတ်တဲ့ဒါဝိအကြောင်းကိုကျွန်တော်လေ့လာရအောင်ခဏလေးဆုတောင်းမယ်မြတ်တာတော်ရှင်ဘုရားနာမတော်ချီးမွမ်းပါတယ်ကိုယ်တော်ကောင်းမြတ်တဲ့ဘုရားဖြစ်ပါတယ်ဂျေစုပြုတဲ့ဘုရားဖြစ်ပါတယ်ကျွန်တော်တို့ကိုနှုတ်ကပတ်တော်နဲ့ပဲ့ပြင်ပါမိကြောင်းဆုတောင်းပါတယ်ဘုရားရှင်ကျွန်တော်ရဲ့အသက်တာကိုနှုတ်ကပတ်တော်နဲ့လမ်းပြပါဂျေစုပြုပါကိုရောရဲ့ကောင်းမြတ်ခြင်းတွေကိုကိုရောကျွန်တော်တို့ကိုခံစားစေပါ လက်တော်တကိုယ်တော်နဲ့ပို့ဆောင်ပါဖျားခီဒါဝိရဲ့အသက်တာကိုလေ့လာခြင်းအဖြစ်ကျွန်တော်ရဲ့သက်တာမှာတစုံတစ်ခုသောခွန်အားနဲ့ခိုင်ခံ့မှုအကြောင်းဖြစ်လာစေပါအရှင်ယေရှုနာမ၌ဆုတောင်းပါတယ်ဖဖျားအာမင်အာမင်โอเคရာဇဝတ်ချုပ်ပထမဆောင်အခန်းကြီး7အပိုင်ငယ်1ကိုကျွန်တော်အရင်ဖတ်ပါမယ်တူရုမင်းကြီးဟိရန်ဒီဒါဝိအဖို့နန်းတော်ကိုတိဆောက်ခြင်းကတန်တမန်နဲ့တကွာအာရတ္တလက်သမား ပိုင်ရန်သမားတို့ကိုစေလွတ်လေ၏သူရုမင်းကြီးဟိရံကဒါဝိဒ်နဲ့ပတ်သက်ပြီးတော့မှသူဘာလဲဆိုနန်းတော်ဆောက်ဟာဒါဝိဒ်ကဗိသိက်ရှိတယ်ဖျားခတ်နေသူဘယင်းသိတယ်သိတယ်ဟိရံဟိရံနော်သူရုမင်းကြီးဟိရံသူသိတယ်အဲ့တော့တခါတည်းအဲ့ဒီနန်းတော်ကြီးဆောက်ဖို့ဆိုပြီးတော့မှသူဘာလုပ်လဲဆိုတော့သူကနေပြီးတော့မှ တခါရဲအာရစ်တေတာသူတို့ပဲလောက်တတ်တာအာရစ်တေတာဒီဘက်ကဣသလလူတွေကအာရစ်တေတာရှိတဲ့နေရာထိသွားပြီးမတယ်နိုင်ဘူးအဲ့တော့အဲ့ဒီဘာလို့လဲဆိုတော့တူရူမင်ကြီးဟိရန်ရဲ့လူတွေနဲ့သွားတယ်ရတာနော်အိန္ဒိယစောက်မယ်ဆိုလဲသူတို့နဲ့ပဲတယ်ရတာနန်းတော်စောက်မယ်ဆိုလဲသူတို့နဲ့တယ်ရတာဆိုတော့ဒီဟိရန်မင်းကသူကသဘောပေါက်တယ်ဒီဟိရန်ကလေသဘောပေါက်တော့ဘာပဲပြောပြောဒါဝိတ်အတွက်နန်းတော်စောက်မယ်ဆိုမှသူ့ရဲ့လူတွေကိုလွတ်တယ်ဟဲ့လားတုံးမဲ့တစ်သားတွေတယ်တယ် ပယံသမားတွေနော် तू ကဘာလုပ်လဲဆိုလို့ရှိရင်လက်သမားတွေအကုန်လုံးစေလွတ်လိုက်အဲ့တော့ဒါဝိတ်ကဘယင်ဖြစ်လာပြီသူ့ကိုဘုရားသခင်ခန့်အဲ့တော့ဘာနာလဲဆိုသူ့အတွက်လိုတဲ့ဥစ္စာကိုဘုရားခင်ပြင်ဆင်တယ်ဘုရားခင်တကယ်ခန့်တယ်ဘုရားရွေးရင်လေအရာကြီးစူးစမ်းပြီးလုပ်ဆရာမလို့ပြောကျင်တာကမစူးစမ်းဘူးပြောတာမဟုတ်လိုတဲ့ဟာကိုဘုရားခင်သိတယ် तू ကသူပြင်ဆင်တယ်သူ့ကိုဝန်ခံမဲ့သူတွေပေါ်လာတယ်ဝန်ခံမဲ့သူပေါ်လာတယ်အဲ့ဒီမှာ ပြီးတော့ကိုကိုတိုင်ကလည်းနားလေရမယ်နော်အော်တပတဲမှာလေဖခင်ငါ့ကိုခန့်လားမခန့်ဘူးလားမှားယွင်းစွာနဲ့တော့မတွေးနဲ့မခန့်ပဲနဲ့ခန့်တယ်လို့လည်းစွတ်မယုံနဲ့နော်ဒါပေမဲ့တကယ်အော်တပတဲမှာတကယ်ရှင်းရှင်းလင်းလင်းဖခင်ငါ့ကိုခန့်လားဖခင်ငါ့ကိုဒီနေရာပေးလားဒါဝိဒ်ကရှင်းတယ်နော် तू သိတယ်အခန်းကြီး၁၄အပိုက်ငယ်၂မှာကျွန်တော်ဖတ်ပြသာဝရဘုရားသည်ဒါဝိဒ်ကိုဣသရေလရှင်ပြင်းအရာ၌ခန့်ထားတော်မူကြောင်းနဲ့ မိမိလူဣသရေလအမျိုးသားတို့အဖို့အလို့ကနိုင်ငံကိုချင်းမြောက်တော်မူကြောင်းကိုဒါဝိဒ်သိမြင်၏ဒါဝိဒ်သိမြင်၏ဒါဝိဒ်သိတယ်ဖျားခင်ငါ့ကိုဘယင်နေရာငါ့ကိုပေးတယ်ဒီလူတွေကိုငါကြည့်ရှုရမယ်ဖျားခင်ငါ့ကိုခန့်သူ့ရဲ့အတပမှာသူရှစ်ရှစ်လင်းလင်းသဘောပေါက်တယ်ဆိုတော့ဒီနေ့နားလည်ရမှာကဖျားခင်ခန့်ရင်လူတွေမရှိမှမဟုတ်ရှိတယ်ဖျားခင်အဲ့ဒါကိုလည်းပြင်ဆင်တယ် ဝန်ခံမဲ့သူတွေပေါ်လာတယ်ကို့အထဲမှာလည်းငါ့ကိုဘုရားကဒီနေရာပေးထားတယ်ဆိုတော့ကောင်းကောင်းသိတယ်ကောင်းကောင်းသိတယ်နော်အဲ့ဒါဆိုဒါဝိကဒါဝုသဘောပေါက်သွားပြီအဲ့တော့အဲ့ဒီနေရာမှာသူဆက်နေတယ်ဒါပေမဲ့သိရမှာကအဲ့ဒီနောက်ပိုင်းမှာဒါဝိကသူအိမ်တောင်ကြာသာသမီတွေရနော်အဲ့ဒီမှာလေသူကတွားရင်တွားရင်နဲ့သူ့မှာစစ်တပ်အင်အားတွေလည်းရှိလာတယ်အဲတပြေးပြေးသူ့ကိုဝန်ခံသဘောတူတဲ့လူတွေပေါ်လာတယ်တစ်ဖက်က ဖျားဘိတ်သိပ်ပေးတာမှန်ရင်ဖျားသက်တည်ထူလိုက်ဘလို့ထူမတော့ဝန်ခံတဲ့သူပေါ်တာ တပိုင်းနောက်တပိုင်းကြံသေးတယ်ရန်သူပေါ်မယ်ရန်သူကိုအောင်မယ်အဲ့ဒါဖျားသက်တည်ဒီနေ့ကျွန်တော်တို့နားလဲတာကကိုယ့်ကိုဝန်ခံမဲ့သူပေါ်လာမယ်ဒါပဲသိတာဒါပေမဲ့နောက်တပိုင်းသိဖို့လိုတယ်နော်ရန်သူလည်းပေါ်တယ်လေသင်ကိုဘုရားခင်ခန့်နာမှန်ရင်သင်ကိုစန့်ကျင်တဲ့သူလည်းပေါ်မယ်အဲ့အပေါ်မှာသင်အောင်နိုင်လိမ့်မယ်ဟာလေလုယာကိုယ့်ကိုဝန်ခံတဲ့လူပေါ်တယ်အဲ့ဒါသက်တည် နောက်တစ်ခုပါလေရန်သူလဲပေါ်မယ်သူ့ကိုကိုအောင်နိုင်မယ်အဲ့ဒါဖျားရဲ့တက်တည်အဲ့တော့အခုဒါဝိဒ်စီမှာဖိလိတိရန်သူတွေပေါ်လာရောဟာဟေးရမင်းကသူ့ကိုသဘောတူတယ်ဟာသူ့ရဲ့အထဲမှာလဲသူကဘယင်ဆိုတာရှင်းတယ်ဖျားခံတာဒါပေမဲ့တစ်ဖက်ကဖိလိတိရန်သူတွေပေါ်လာရောဖိလိတိတွေကလည်းသိတယ်ဟာဒါဖျားခင်ဗိသိပ်ပေးပြီဟာသူကဘယင်ဖြစ်လာပြီဟာအဲ့နိုင်ငံမှာသူကဟိုဟာဖြစ်လာပြီဆိုဖိလိတိတွေကခြိတက်လာတာခြိတက်လာတော့ဒါဝိဒ်ကလေသူကအရေးအကဲကိုသူကနားလေတယ် ဖိလိတိတွေသူ့ကိုတွေ့တော့မယ်။ तू သိတယ် तू သိတယ် तू ဖိလိတိတွေတွေ့တော့မယ်။အပိုက်ငယ်6ခွန်လောက်ပါလေ။ဟာမလွယ်တော့ဘူး။ဟောချီတက်လာအောင်။ဆိုငါဘယ်လိုလုပ်မလဲ။ဒါဝိတ်ကအဲ့ချိန်မှာမလုပ်လဲ။အပိုက်ငယ်8ကျွန်တော်ဖတ်မယ်။ဒါဝိတ်ကိုဗိသိက်ပေး၍ဣသလရှင်မြေအရာ၌ခန့်ထားကြောင်းကိုဖိလိတိလူတို့သည်ကြားလင်ထိုလူအပေါင်းတို့သည်ဒါဝိဒ်ကိုရှာ၍လာကြ၏ထိုတရင်ကိုဒါဝိဒ်သည်ကြားသောအခါခြီသွား၏ဟိုလူတွေတက်လာပြီလေ တက်လာတော့ဒါဝိဒ်ကတင်းကြတော့ဘာဖြစ်လဲသူလည်းတက်သွားတယ်ဒါပေမဲ့ तू မချအောင် तू မချအောင် तू ဘာလောက်တယ်လဲကြည့်အောင်အပိုက်ငယ်ကိုမဖီလီတီလူတို့ဒီလာ၍ရေဖိန်ချိုင်းအနံ့အပြားနေကြဤဒါဝိဒ်ကလည်းအကျွန်ုပ်ဒီဖီလီတီလူတို့ရှိရသူတွားရပါမည်လောအကျွန်ုပ်လက်၌အတော်မူမည်လောဟုဖယားသခင် ကိုမေးလျှောက်လျင်အဲ့ဒါရေးကြည့်တယ်ဒါဝိဒ်ကလေဖယားကို မေးတယ်ဖယားသခင်နဲ့ဖီလီတီလူတွေတက်လာပြီတဲ့ ကျွန်တော်ဘယ်လိုလုပ်ရမလဲကျွန်တော်သွားရမလားသွားချရမလားဒါမှမဟုတ်ဒီတိုင်းနေရမလားဒါမှမဟုတ်ကျွန်တော်ရှောင်ရမလားကိုတော့ဘယ်လိုလုပ်ရမလဲမေးတယ်အဲ့တော့ဒီနေ့ဗိတ်သိက်ရှိတာတခုလည်းနဲ့ထမကြမ်းရဘူးဖះရကိုမေးရဖះခေကျွန်တော်လုပ်ရမှာလားမလုပ်ရဘူးလားကျွန်တော်သွားဖះရမှာလားမဖះရဘူးလားဗိတ်သိက်ရှိတာတော့မှန်တယ်ဒါပေမဲ့ဖះကိုမေးဖို့လိုတယ်ဒါဝိတ်ကဘာလုပ်လဲဖះသခင်ကိုမေးလျှောက်တယ် ဖယားကိုမေးတဲ့အခါဖယားဘာဖြေလဲအပိုက်ငယ်30အဆုံးလေးမှာကျင်းတော့ဖယားကကိုမေးလျှောက်လေထာဝရဘုရားကသွားတော့နှင်းလက်၌ငါအပ်မယူမိတော်မူသည်အတိုင်အေးဒါဝိတ်ကလေဖယားကိုမေးတော့ဖယားသွားတယ်မင်းလက်ထဲမှာအဲ့ရန်သူအလုံးငါအပ်မယ်ဖယားစီကအဖြေစောင့်နေတော့တချို့ကမေးပဲမေးတာအဖြေမစောင့်တချို့ကမမေးဘူးအလုံးလုတ်ပြီးပြီးမှမေးတာဟဲ့ အခုဒါဝိဒ်ကမေးတယ်အဖြေဆောက်ဖခင်ပြောတယ်သွားမင်းလက်ထဲငါအပ်မယ်ဖခင်အတန်ကြားမှာ तू ဘာလုပ်လဲအဲ့ကြမှာ तू သွားချတာအဲ့ဒီမှာ तू သွားချလဲချရောအဲ့ဒီမှာဖခင်ကသူ့ကိုဘာလုပ်လဲအောင်မြင်ချင်းပေးပလိုက်ဖခင်ပြောတယ်လေငါမင်းလက်ထဲအပ်မယ်ပြောတဲ့အတိုင်းတကယ်အပ်တယ်ကျင်တော့ပြောတဲ့အတိုင်းတကယ်အပ်တယ်အပိုင်ငယ်7ကျွန်တော်ဖတ်မယ်ဒါဝိဒ်ဒီဘာလဲ ဘာလပေရဇိမ်မြို့သို့သွား၍သူတို့ကိုလှုပ်ကြံပြီးမှဖျားသခင်သည်ရေထား၍ဖြိုဖျက်တကဲ့သို့ငါရန်သူတို့ကိုငါအပြစ်ဖြိုဖျက်တော်မူပြီးဆိုလျက်ထိုအရက်ကိုဘာလပေရဇိမ်အမိဖြစ်တွင်စေတည်းဟာအိုက်မတူနိုင်သွားပြီဖယ်ဒီလူတွေရှုံးသွားပြီအဲ့ဒီရေဖိန်ကြိုက်နာမှာပေါ့နော်အိုက်ပဝင်းချင်းမှာသူအောင်သွားပြီအောင်လဲအောင်ရောအိုက်ပဝင်းချင်းပြန်လိုက်ကြည့် ပြန်လိုက်ကြည့်တော့အိုက်ကြိုက်နားမှာရုပ်တုတွေပြစ်ထားတာတွေ့ရတယ်။ထွက်ပြေးဟိုပြေးဒီပြေးဆိုတော့လေအကုန်ပြစ်သွားတာပေါ့နော်။သူတို့ကိုးကွယ်တဲ့ရုပ်တုတွေပြစ်သွားတာအပိုက်ငယ်ဆက်နှစ်မှာ။ဘာလာပရိဇေအမိပြစ်တွင်တည်းထိုအရက်၌ဖီလတိလူများပြစ်ထားသောရုပ်တုများကိုဒါဝိဒ်သည်အမိတ်တော်နှင့်မီးရှို့ကြ၏။အကောလုံးမီးရှို့ပလိုက်တယ်ဒါဝိဒ်က။အလုံးမီးရှို့ဖျက်ဆီးအဲ့ဒီရုပ်တုတွေ။အောင်မြင်သွားပြီ။ तू ဘာလို့လှုပ်လဲဖျားကိုမီးတယ်။ မမေးခင်ဗိတ်သိမ့်ရှိပြီသားမဟုတ်လားရှိပြီသားတိုးတော့ဗိတ်သိမ့်တခုတည်းနဲ့မလောက်အောင်ဖះအောင်မေးရတယ်ဖះသွားချလို့ပြောမှသူသွားချတယ်သွားချတော့နိုင်အောင်နဲ့အဲ့မှာတွေးတဲ့ရုပ်တွေကကုန်မီးရှို့ပလိုက်အဲ့ဒီမှာနေရင်နဲ့အော်ရန်သူတွေပြန်တခါအဲ့နာမှာလာစုပြန်ရောဒီမှာဒါဝိနဲ့အဖွဲ့တွေနေတယ်လေသူ့လူတွေနေရန်သူတွေပြန်လာစုပြန်ရောနေနေကြတော့အပိုက်ငယ်73မှာကျွန်တော်ဖတ်မယ်တပ်ဖန်ဖိလိတိလူတို့သည် ထိုကြိုက်၌အနံ့ပြားလာ၍နေကြ၏။အော်ပြန်လာနေပြန်ပြီဖိလိလူတွေထိုကြိုက်၌အနံ့ပြားတပ်ဖန်လာနေကြတယ်။ပြန်ပြီးတော့လာနေတာသူတို့။ဒါဆိုဘယ်လိုလုပ်ရမလဲ။ပြန်လာပြီသူတို့ပြန်ချမလား။မလုံနဲ့ဖယောင်းမေး။ဖယောင်းမေး။ဟောင်းအင်းတစ်ခေါက်လည်းမေးပြီးပြီချပဲတဲ့အခုလည်းပြန်ချမဟုတ်ဘူး။ဒုတိယတစ်ကြိမ်ပြန်လာနေတဲ့ရန်သူကငါတို့ဘယ်လိုလုပ်မလဲ။ဒါဝိတ်ကမချဘူးဖယောင်းမေးတယ်။အပိုင်ငယ်ဆက်လေးကျွန်တော်ဖတ်မယ်။ ာဝိဒ်ဒီလက်ဖယားသခင်ကိုတဖန်မေးလျှောက်တော်တွေ့လားဖယားကသူမေးတယ်ဖယားသခင်ဘလို့လဲမေးတယ်သူတို့ရှိရာတို့တဲ့တဲ့မတက်ရဖယားဘာပြောလဲသွားတော့ခြားရမလို့တဲ့တယ်မသွားရအောင်သူတို့ရှိတဲ့နေရာကိုတဲ့တယ်ဝင်မတက်ရအောင်ဖယားကဘလို့စစ်တိုက်ရမယ်ဆိုတာသင်ပေးတယ်ဒီတစ်ခေါက်တော့ပထမတစ်ခေါက်တော့ခြားဒုတိယတိုက်ပွဲကြတော့ဗာလေအေးတဲ့တယ်မခြားရအောင် တဲ့တယ်မသွားရအောင်အိုင်ရန်သူတွေစီကိုဘလို့သွားရမှာတဲ့အပိုင်ငယ်ဆက်လေးအဆုံးမှာသူတို့မှလွဲ၍ပိုးစာတော်တစ်ဖက်တစ်ချက်ချီရမည်ပိုးစာတော်ဟိုဘက်တစ်ဖက်ဒီဘက်တစ်ဖက်အလိုဝိုက်ပြီးတော့တစ်ဖက်တစ်ချက်ကနေစစ်ရှိစစ်တိုက်နီးပါဖျက်ခဲ့တင်ပေးတာတွေ့လားအဲ့တော့ဟိုတစ်ခေါက်တုံးကတော့တိုက်အခုတစ်ခေါက်ကြတော့တိုက် ဒါပေမဲ့ဘယ်လိုတိုက်ရမလဲပိုးစားတော့တစ်ဖက်တစ်ချက်ကို white အလျက်နေတဲ့တယ်မသွားရအောင်ပြီးမှအပိုက်ငယ်15ဆက်ဖတ်မယ်ပိုးစားပင်ပြား၌စစ်ကြည်တန်ကိုကြားတော့အခါတိုက်အံ့တော့ငါခြေလော့ထိုအခါဖယားသခင်ဒီပိလိတက်ကိုလှုပ်ကြံခြင်းကတင့်ရှိမှကြွသွားမိဟုဖယားသခင်မိတော်မူသည့်အတိုင်ဖယားတင်ပေးတယ်ပိုးစားတော့ဟိုဘက်တစ်ဖက်ဒီဘက်တစ်ဖက်အလိုလိုက်လိုက်တဲ့အခါကျရင်ပိုးစားတော့ထိပ်ပြားနေပြီးတော့ စစ်ချည်တဲ့ကြားမယ်ဖယားတကယ်မင်းဘက်ကစစ်တိုက်ပြီဟေ့တိုက်ပြီဆိုတော့နေတော့ဝေသိန်းတော့ပဲဘုရားခင်တခါတည်းတင်ပေးလိုက်ဒါဝိတ်ကိုအဲ့တော့ဒါဝိတ်ရဲ့တက်တာထဲမှာဖယားကိုမေးတယ်နော်မမေးပဲသူမလုပ်ဒါနဲ့စစ်ချည်တဲ့ကြားရောကြားတဲ့အခါဖယားကတိုက်ပြီဆိုတော့သဘောပေါက်တော့ဒါဝိတ်ဘာလုပ်လဲအဲ့ဒီမှာဝင်သိန်းတာအပိုင်ငယ်16ဒါဝိတ်ဒီပြူရီဖီလ်တီလူတို့ကိုဂိဘောင်မျိုးမသည် ဂါဇေရမြို့တိုင်အောင်လှုပ်ကြံလေ၏အဲ့မှာဒါဝိပြန်နိုင်သွားပြန်ပြီဒုတိယတိုက်ပွဲမှာအဲ့တော့တိုက်ပွဲနှစ်ခုစလုံးရဲ့အဖြေကဘာလဲဒါဝိဟာဖခင်ကိုမေးတယ်မေးပြီးအဖြေရမှလှုပ်တယ်ရတဲ့အဖြေအတိုင်းလှုပ်ပါတယ်ပထမအဖြေကတိုက်သွားတိုက်တယ်နိုင်တယ်ဒုတိယတစ်ခေါက်တိုက်ပွဲကြတော့ဖခင်ဘာဖြေလဲတိုက်ဒါမဲ့တဲ့တယ်မတက်နဲ့ပိုးစာကျော် ိုးစားတော့တစ်ဖက်တစ်ချက်ကနေဝိုက်ပြီးတော့တက်ပိုးစားတော့ထိတ်ကနေအဲပိုးစားမယ်ထိတ်ကနေစစ်ချီတန်းကြားမယ်ကြားတဲ့အခါဖခင်တိုက်ပြီးသဘောပေါက်တော့အဲ့အနောက်မှာနေဝင်သိတကယ်သိနေဒါဝိတို့နိုင်သွားတယ်နှစ်ခါတိုက်တယ်နှစ်ခါစလုံးနိုင်တယ်အိုးအဲ့ဒီပဝင်းကျမှာဘာဖြစ်သွားလဲသလားဒါဝိရဲ့တရင်နှံ့ပြသွားတယ်အပိုက်ငယ်16ဒါဝိဒရင်သည် အတိုင်းတိုင်းအပြည်ပြည်တို့၌နှံ့ပြား၍လူခတ်သိမ်းသောလူမျိုးတို့သည် သူ့ကိုကြောက်ရွံ့စေခြင်းကထာဝရဖရာစီရင်တော်မူ၏အေးဖျားကစီရင်ပြီကျင်တော့ဖျားဘလို့စင်လိုက်လေဒါဝိတ်ကဘယ်တော့တိုက်တိုက်နိုင်နေဖျားကဒါဝိတ်ဘက်မှာရှိတယ်ပေါဝင်းကျင်တိုက်နိုင်ကလူမျိုးအလုံးတည်င်းကြပြီဒါဝိတ်တို့ကိုကြောက်တယ်အေးဒီလူမျိုးတော့မလုံနဲ့ဟေးဖျားကသူနဲ့အတူရှိတယ် ကြောက်တယ်ကြောက်ပြီးအလုံးတုံလှုပ်သွားတယ်ဆိုတော့ဒီနေ့ကျွန်တော်တို့ရဲ့အတ္တတာထဲမှာစင်ကျင်ရမယ်နော်ကျွန်တော်တို့လည်းဝိညာဉ်ကြီးရမှာဘာပဲဖြစ်ဖြစ်ဘုရားကြီးကိုမေးဖို့လိုတယ်မမေးဘဲနဲ့မလုပ်ရဘူးအဖြေစောက်ရမယ်ဘုရားသခင်လှုပ်ခိုင်းမှလှုပ်ရမယ်ဘုရားအဖြေကိုစောင့်စောင့်ပြီးတော့လှုပ်ပါအဲ့ဒါအရေးကြီးတယ်ဒုတိယတစ်ခုကဖြေတဲ့အတိုင်းပဲလှုပ်ပါတိုက်ဆိုရင်တိုက်ပါဝိုက်ဆိုရင်ဝိုက်ပါ ပဝင်းကျင်မှာအဲ့ဒါဝိတ်ရဲ့တတိကြားပြီးလူတွေဟာဒါဝိတ်ကိုကြောက်ရွံ့လာတယ်။ဆိုတော့ဖျားဘိတ်သိက်ရှိတဲ့လူမှာတတ်တည်ရှိတယ်။အဲ့ဒါပါလေဝယ်ခံတဲ့လူပေါ်သလိုစန့်ကျင်တဲ့လူလည်းပေါ်တယ်။စန့်ကျင်တဲ့လူကဘာလို့ပေါ်လဲ။ဖျားသခင်ကဒီသူဟာငါဘိတ်သိက်ပေးတော်သူဖြစ်တယ်ဆိုတာကိုအဲ့ဒီစန့်ကျင်တဲ့လူကိုအောင်မြင်ခြင်းအဖြစ်တတ်တည်ထူမှာဖြစ်တယ်။ဒါကြောင့်မလို့ဒီနေ့ကျွန်တော်ရဲ့အသက်တာထဲမှာဘိတ်သိက်တစ်ခုတည်းနဲ့မလုံမိပါစေနဲ့။ ဗိသိက်ရှိပြီးတဲ့နောက်ဖယားကိကိုမေးလျှောက်တတ်တဲ့သူတွေဖြစ်ဖို့အရေးကြီးတယ်မိသားစုကိစ္စဖယားကိုမေးပါတင်းတော်ကိစ္စဖယားကိုမေးပါလုပ်ငန်းကိုက်ကန်းတွေကိစ္စဖယားခင်ကိုမေးပါဩတိုင်းပြည်ချင်းတွေဘလို့ရှိတယ်ကျွန်တော်ဘာလုပ်ရမလဲဖယားခင်ကိုမေးပါဖယားခင်စီကအဖြေရပါလိမ့်မယ်မေးရင်ဖြေတဲ့ဖယားဖြစ်ပါတယ်အဲ့ဒီအဖြေတိုင်းသွားရင်ဒါဝိတ်အောင်မြင်တယ်လို့ကျွန်တော်ရဲ့အသက်တာလေအောင်မြင်လာမယ်ဆိုတဲ့အကြောင်းကိုနှုတ်ကပတ်တော်အဖြစ်ဝင်ငှပါတယ်လို့အားလုံးကျေးဇူးတင်တယ် ခဏလေးဆုတောင်းရအောင်မြစ်တာတော်ရှင်ဘုရားကိုရောကိုယေရှုတင်တယ်ကျွန်တော်တို့ကိုနှုတ်ကပတ်တော်နဲ့ပဲ့ပြင်ပေးသောကြောင့်ယေရှုတင်ပါတယ်ကျွန်တော်ရဲ့အသက်တာတည်တည်ကိုဖယားရှင်လက်တော်နဲ့အနံပါတယ်ဝိညာဉ်တော်ဘုရားမဆပါယေရှုပြုတော်မူပါတာ၍နှုတ်ကပတ်တော်ကိုနားလည်ရတဲ့အခွင့်ပေးပါ ကိုရောဘုံတော်ကိုလည်းထင်ရှားစေပါခတ်သိမ်းသောအရာမှာဖယားကိုမေးလျှောက်ပြီးဖယားပေးတဲ့အဖြေတိုင်းလောက်ဆောင်အသက်ရှင်တတ်တော်သူများဖြစ်ရပါမိကြောင့် အရောက်တိုင်းရက်တတ်တာကိုမာစတော်မူပါအရှင်ယေရှုနာမ၌ဆုတောင်းပါတယ်ဖဖျားအာမင်အာမင် thank you god bless you